ရခိုင်နဲ့မကွေးအစအမ်းမင်းဘူးကားလမ်းပေါ်မှာရှိပြီးအေအေနဲ့ပူပေါင်းတက်တွေပိတ်ဆို့ဖြတ်တောက်ထားတဲ့နယ်ရကန်ဗျူဟာစခန်းဟာအချိန်မရွေးသိမ့်ပိုက်ခံရနိုင်တာကြောင့်စစ်တပ်ကဗဒံမျိုးနဲ့၅မိုင်အကွာထိဆုတ်ပြီးခန့်စစ်ပြင်ဆင်နေပါတယ်။နယ်ရကန်သာသိမ့်ပိုက်ခံရရင်ဘာဆက်ဖြစ်နိုင်ပါသလဲ။သို့သူအောင်တရေပေးပို့ထားပါရရှင်။မကွေးတိုင်းငဖဲမျိုးနယ်ထဲမှာရှိပြီးဗဒံတက်နယ်အတွက်အရေးပါတဲ့နယ်ရကန်ဗျူဟာစခန်းဟာ ပိတ်ဆို့ဖြတ်တောက်ခံရရတဲ့အတွက်အချိန်မရွေးကြတော့နိုင်တဲ့အခြေအနေမှာရှိတယ်လို့စစ်ရေးရင်းမြစ်နဲ့ဒေသခံတွေကပြောပါဗျ။ဒါကြောင့်အမ်မင်းဘူးလမ်းကားတစ်ဆင့်တပ်ကူမပိုးနိုင်တော့တဲ့စစ်ကော်မရှင်တပ်ကလေကြောင်းကနေခဲယမ်းရိတ်ခါတွေချပေးနေတယ်လို့ကပ္ပစ14ကနေတစ်ဆင့်မြေပြင်တပ်ကူပို့ဖို့စူးစမ်းနေကြောင်းအောက်တိုဘာ13ရက်မနက်ပိုင်းမှာစစ်ရေးရင်းမြစ်ကပြောပါဗျ။မင်းရမနဲ့ကိုပဲဝိုင်းတိုင်းနဲ့တိခါလာချတယ်။အများကြီးရှိတယ်။ဒါပေမဲ့ခရီးရေးကမရှိတော့။နောင်သွေးနောင်ရွာ

အမင်းဘူးလဟောင်းဘမှာဆိုရင်ပစီရွာဝင်ကျင်လမ်းသစ်ဘမှာဆိုရင်ကိုကြီးရွာဝင်ကျင်အထိထိမ့်ချုပ်ထားတာကြောင့်မြေပြင်စစ်ကူပို့မရပဲပြိမ့်မိနေကြတာလို့သူကဆက်ပြောပါတယ်။ဒါကြောင့်ပဲစစ်တပ်ဟာကပ္ပစဆလီကတဆင့်တော်လန်အတိုင်းလိုင်းရွာနဲ့နောင်ရွာတွေဘက်ကနေခြေလင်တက်တွေပို့ဖို့ကြိုးစားနေလို့အောက်တိုဘာ12ရက်ညပိုင်းအထိတိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။ ဒါအပြင်ဗရန်မြို့နယ်9မိုင်လောက်အကွာမှာရှိတဲ့တာယာကုန်းရွာနဲ့ရုံးမအစင်ကဇင်ပြွန်းရွာအကြားမှာခံစစ်ပြနေတဲ့အကြောင်းသိရပါဗျ။ဟိုကခံစစ်ကဟိုမရောက်လေအဲ့ဒီကအဲ့ဒီမဆိုင်နေဖြစ်တဲ့မဆိုင်ဒုံးနေဖြစ်တဲ့နားမှာဆိုအဲ့မှာအဲ့မှာထိုင်နေလေအဲ့ဒီရောက်ဆိုပြီးတော့ဟိုဘက်အနောက်လမ်းကောင်းကနဲ့တကောတော့ဘုရားမလွဲဘူးလေဟိုဘက်ကတိခါလာဟောတာဒီတရက်တည်းအဲ့ဗရန်ကတော့ ုံမှန်တိုင်းလေးလေနော်ကျွန်တော်ကဘလို့ဒီအရက်စကားတယ်ဘလို့ကရေးထူပြီးဆိုတဲ့သဘောမျိုးရောက်လေခင်နဲ့ဘာလို့လဲဆိုတော့တိတ်တုတ်တာကြည့်တာမကြတယ်ဒါပေမဲ့ဒီနားနဲ့ကိုယ်နာကတ်လာပြီးကိုယ်ဇွာနာလို့ဆိုတော့ပြောတတ်တယ်လေအဲ့ခါဆိုရင်တော့တမျိုးပေါ့ အော်တိုဘာ73ရက်မနက်ပိုင်းမှာတော့လန်နက်တန်ဒီခဏညင်ခဲ့ပြီးနေအိကန်ဖြူဟာကိုတော်လိုင်းတက်တွေကတိမ့်ပိုက်နိုင်တဲ့တဲ့တင်မကြားရသေးဘူးလို့သူကဆက်ပြောပါတယ်။အေဦးဆောင်တဲ့တက်တွေဟာနေအိကန်ဖြူဟာစကန်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီထဲကထိုးစစ်ဆင်ခဲ့တယ်လို့ခံမှန်းရတာကြောင့်အခုချိန်ထိဆိုရင်ရှစ်လဝန်းကျင်ကြာမြင့်လာပါပြီ။ဘာကြောင့်ဒီစကန်ကနှစ်ဖက်တက်တွေအတွက်အရေးကြီးတာပါလဲ။နေအိကန်စကန်ကိုရမယ်ဆိုရင်တော့အနည်းချုပ်ဆိုတော့ဆရာအမ်ချီစစ် ိမ်မက်ပေါ့နော်အန်ချီစစ်အိမ်မက်လုံးဝပြတ်သွားပြီပြီးရင်ဗရန်တန်နဲ့လုံးဝနောက်ဆုံးရွှေ့ပြေးရမယ်နောက်ဆုံးရွှေ့ပြေးရမယ်ပေါ့နော်ပြီးရင်ပသိမ်မော်ယာလမ်းကိုလည်း90ရာခိုင်နှုန်းကျော်ဖြတ်တောက်လိုက်နိုင်ပြီလို့ပြောရမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ဒါကြောင့်ပဲနေအီကန်ဗျူဟာသာကြခဲ့မေဆိုရင်ကပါစ14ကိုပေးလိုက်ရမှာဖြစ်တယ်လို့ဗရန်တန်နဲ့အတွက်လည်းချင်းချောင်းမှု ဖြစ်လာမှာကြောင့်စစ်တပ်ကမဖြစ်မနေတံပြန်တိုက်စစ်ဆင်လိုက်မယ်လို့ကိုစင်ယော်ကခံမှန်းပါတယ် ဒါအပြင်နိုင်ကံဖြူဟာဖွဲ့စည်းပုံဟာလီချောင်းတိုက်ခိုက်ဖို့လွယ်ကူတာကြောင့်အေးအနေနဲ့တိမ့်ပိုက်နိုင်ခဲ့ရင်တောင်အထိုင်ချမှာမဟုတ်ပဲဖြတ်တောက်ထားလိမ့်မယ်လို့သူကဆိုပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့အေးအေးပြောခွင့်ရသူဥခိုင်သူခကို DVV ကဆက်သွယ်ထားပေမဲ့ပြန်ဖြေတာမရှိသေးပါဘူး။ဒီလိုအခြေအနေတွေကြောင့်ပဲအမင်ဘူးရိုးမလမ်းပိုက်မှာတိုက်ပွဲတွေဆက်ဖြစ်နိုင်ခြေရှိနေပြီးစစ် area ကျယ်ပြန့်မှာကိုဒေသခံတွေကစိုးရိမ်နေကြပါဗျ။ ဘရန်ဒန်နယ်မှာစစ်တပ်ကကပ္ပစ14အပါအဝင်အာမတ်305အာမတ်409နဲ့အမြောက်ကိုကယ်မှုစစ်ဌာနချုပ်မာဆခ905တို့ကိုအခြေစိုက်ထားတာဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါ